အဲ့ညီကိုခဏခဏမေးလို့ပြန်ပြေလို့မရန်သားမကန်ရဘူးလေကန်လာမရန်သားမကောင်းဘူးဘာညာပြောကြလို့ပေါ့နော်မဟုတ်ဘူးတခါတည်းထပ်ပြောလိုက်မယ်ဟိုကျွန်တော်ခဏခဏဥပမာနဲ့လည်းပြောပြီးပြီဗျအဲဥပမာနဲ့လည်းပြောပြီးသွားပြီ तू ကမရန်မတို့မြည်သေးရဗျာဟိုဟိုရှင်းရှင်းပြောမယ်ဗျာ तू တို့ကအနေနီးတဲ့သူသူနဲ့ပဲလိုက်တာ ကြပါအီးနေကြမလိုက်ခံဘူးသူကသူကအော်ကုသမီလေးမရန်လေးအဲအရွယ်မရောက်သေးဘူးလို့ထင်ပေမဲ့လို့သူကအဲမောင်နှမချင်းညာလိုက်နေပြီအဲမောင်နှမချင်းလိုက်တယ်အဲ့လိုအဲ့လိုမျိုးလေးလေးလိုက်တဲ့အခါကျတော့သူ့မှာကနောက်ဆုံးဘာဖြစ်လဲဆိုမျိုးယိုးမောင်နှမချင်းလိုက်တာပါညာများအဲ့တော့မျိုးယိုးတိမ်ကောပြီးကောင်းအောင်နောက်ဆုံးကြေးမစားတဲ့ပုံစံလိုလိုအဆုံးသတ်မှမသိကြတော့ဘူးလူရဲ့လိုပြောလို့ရှိရင်ဗျာဟို လင်ကောင်းသားကောင်းစိတ်ဝင်စားဘူးအဲ့ဒီအချိန်မှာအချစ်ကအရေးကြီးဆုံးပဲအဲချင်းပြီးရောဆိုနူနူနဲ့နဲ့စောက်လုံးမရှိစောက်ကိုင်းမရှိကောင်းမျိုးတွေလည်းကြိုက်တာပဲအကြံအာရမစင်းစားဘူးဘာမှမပြောအနေနည်းရင်ချစ်လိုက်တာပဲအဲအဲ့လိုအဲ့လိုမျိုးအဲ့လိုမျိုးဟိုကိုဖေမေရတော့တတိယလုပ်ငန်းရှင်ကြီးနဲ့အဲပေးစားခြင်းပဲအိမ်ကြီးတွေနဲ့တိတ်ခိုက်တွေနဲ့လုပ်ငန်းရှင်တွေကြောင့်သဘောမကျဘူးအဲအဲ့စတိုင်မျိုးဖြစ်တယ် အမရမ်းမလေးတွေကအဲ့လိုပဲကျွန်တော်တို့ဒီပွဲစင်းပြီးသားဂျပန်ကြီးတွေပါကြီးတွေကသူကပုံမှန်ပဲလေကောင်လေးတွေလိုဂမူရှူတို့လဲဇွတ်လိုက်လိုက်ဇွတ်လိုက်ဟောဖြစ်မှလည်းမဟုတ်ဘူးကိုကကိုအေးဆေးပုံမှန်ပဲဟောဖြစ်တဲ့ဂျပန်ကြီးတွေနားကျသူကမကပ်ဘူးနော်မရမ်းမဆိုအဲ့တေချာလီလာကြီးပါမယုံရင်သူတို့မောင်နှမအုပ်ထဲဒါမှမဟုတ်သူတို့အနေနီးတဲ့အုပ်ထဲအဲ့ဒီအုပ်ထဲကနေပြီးတော့သူတို့ကပြန်ပြီးတော့လိုက်မိကြတယ်အဲ့ဒီကမျိုးတွေကမကောင်းကြဘူးပါလာတဲ့ဥတွေကအဲ့ဒါပဲ မရမ်းမဟိုမယုံရင်မရမ်းမစစ်စစ်ဘာမှမလိုက်တဲ့ကျမတကောင်ကျဖကြီးနဲ့ဇို့အတင်းပေးစားကြည့်လိုက်ကောင်းပါတယ်ဘာဖြစ်လဲလဲဗျာငယ်တုံးရွယ်တုံးကိုမွေးတာဘာလို့မကောင်းမနေရပါလဲဟုတ်တယ်နော်ကျွန်တော်ခဏခဏလည်းပြောပါတယ်ဟိုအခုဟိုမကိုလေးနဲ့လောကလည်းကျွန်တော်ဥပမာတစ်ခုနဲ့တင်ပေးထားတယ်အသားလေးလိုက်ချောင်းကြည့်တယ်လိုက်ချောင်းကြည့်ပြီးဗီဒီယိုလေးရိုက်ပေးထားတယ်သူတို့မော်တော်မချင်းအုပ်စုချင်းညာပြန်လိုက်တယ်ဂျာနဲ့ကျဖကြီးပါလိုက်ရင်မကန်ကမကန်ဘူးတစ်ချမ်းလုံးဘရောင်းဆန်အောင်ပြီးတာသူပဲလုံးဝ single သူပဲလုံးဝပန်းနူသွေး သူပဲလုံးဝအချစ်ကိုပဲယင်မခုံဘူးတဲ့ပုံစံမျိုးအာတောင်းကြတော့အော်ငါကျမလေးကဂုဒီမလိုက်သေးဘူးပေါ့မဟုတ်ဘူးနော်အဲ့ဒီလိုပဲအဲ့ဒီလိုအဲ့ဒါကြောင့်မလို့မရန်သားမကန်ကြတော့တေချာကိုကဂယူဆိုင်နဲ့ဟောဖြစ်တယ်ဆိုရင်တော့အဆင်ပြေတော့ပေါ့အဲ့လိုပေါ့အဲ့လိုအဲ့ဒါပဲကွာအဲ့ဒါရှင်းအောင်တော့ငါရှင်းမပြတတ်ဘူးဒါပဲနမဘလို့ဆိုရင်မရန်သားကင်လို့ရပါတယ်အဲ့တော့မရန်သားကလူမသိအောင်အဲ့လိုမျိုးတွေဖြစ်တာများတယ် ကဲအချင်းကြီးကိုမော်နီမော်နီနော်မင်္ဂလာပါ